နော်ကရင်ကြရကချင်းရခိုင်ရှမ်းကိုကဝနော်နာကအကုန်ပေါ့ဗျာတိုင်းသားတွေအကုန်လုံးကိုလုံးဝကြောသားရင်သားမခွဲခြားတဲ့အမိကြီးလောက်အောင်ပါအဲ့ဆိုရင်ဗမာပြည်ရဲ့အနာဂတ်ကအရန်ကိုလှသွားလိမ့်မယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆင်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် ရွေးကောက်ဝက်ကော်မရှင်ပတ်စံကောင်တယ်ပါတီတွေများလွန်းနော်အဲ့တော့ပြည့်မလားဝမ်းနဲ့တူနဲ့ပေါင်းလိုက်ရင်တတိယရှုံးသွားပြီဝမ်းနဲ့တတိယပေါင်းလိုက်ရင်တူကရှုံးသွားပြီနော်အဲ့တော့သုံးပါတီလောက်ပဲဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ကိုစိတ်ကူးတင်တယ် NLD ပါတီကိုဖျက်သိမ်းပြတာမဟုတ်ရှိသမျှပါတီကိုဖျက်သိမ်းပြတာရှိသမျှပါတီအကုန်ဖျက်သိမ်းပြီးတော့မှကျွန်တော်တို့ကနိုင်ငံရေးပါတီ၃ခုပြန်ပြီးတော့တူထောင်ဝန်းပေးမယ် မေစုကလည်း NLD ကနေထွက်ရမယ်ထွက်အမေစုအနေနဲ့ကျွန်တော်တို့တိုင်းပြည်လုံးရဲ့အုတ်ရှံဘရင်မကြီးအနေနဲ့တိုင်းပြည်လုံးဟာဗမာအပါအဝင်နော်အခြားတိုင်းကလည်းအကုန်လုံးနော်ကရင်ကြားကချင်းရခိုင်ရှမ်းကိုကဝနော်နာကအကုန်ပေါ့ဗျာတိုင်းသားတွေအကုန်လုံးကိုလုံးဝကြောသားရင်သားမခွဲခြားတဲ့အမိကြီးလောက်အောင်ပါ အဲ့ဆိုရင်ဗမာပြည်ရဲ့အနာဂတ်ကအရန်ကိုလှသွားလိမ့်မယ်အမေစုအမျောမြင်ရှိဖို့လိုတယ်ဟုတ်ပြီနော်ကျွန်တော်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်မှာ၃ပါတီစနစ်ကိုသဘောကျပါတီအားလုံးဖြစ်သိမ့်ပြင်မယ်အစ်စ်ပြန်ပြီးတော့၃ပါတီခွင့်ပြုရတာမျိုးပြန်ထောင်စည်းခြင်းတယ်ဒါဆိုလို့ရှိရင်ဒီဘက်ကအမဲဆက်တွေအကုန်ပျောက်သွားမှာနော် NLD အတော့မကြရတော့ NUG အတော့မကြရအကုန်လုံးပျောက်သွားလိမ့်မယ် ပျောက်သွားပြီးတော့ကျွန်တော်တို့ကဒီတော်လိုင်းရေးမှာနော်ပူအောင်ပါအောင်ကြားတဲ့သူတွေယင်းကြီးယာယင်းကြီးကြောင်းယုံကြည်ယာယုံကြည်ကြောင်းနော်ဖွဲ့စည်းပုံအခြေခံဥတည်နဲ့လက်ရောညှိချွာကိုနှစ်နီးစပ်တဲ့လက်ဝဲသွားခြင်းလက်ဝဲသွားလက်ရသွားရင်လက်ရသွားကြားနေခြင်းနေဆိုတဲ့၃ပါတီစနစ်လောက်ကိုထူထောင်ပြီးသွားမယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့ Federal ဒီမိုကရေစီလမ်းကြောင်းဟာအများကြီးတည့်သွားလိမ့်မယ်အဲ့တော့နောက်တစ်ခုအရင်အစိုးမမြင်နဲ့ဆိုတာဘာလဲဆိုတာဒီတော်လည်ရင်းမှာ တိုင်းရင်းသားစီလုံးညီညွတ်မှုရတာပဲအဲ့ဒါဘာလဲဆိုတဲ့ခါကျဗမာတွေကတိုင်းရင်းသားတွေကိုလက်ခံနိုင်သွားတယ်ဟုတ်နော်ဗမာတွေကတိုင်းရင်းသားတွေကိုလက်ခံနိုင်သွားတယ်တိုင်းရင်းသားတွေကိုကိုချင်းစာနိုင်သွားတယ်အဲ့လိုပဲတိုင်းရင်းသားတွေကလည်းဒီတော်လန်ရေးမှာတိုင်းရင်းသား EOO တွေကိုဗမာတွေရဲ့ထောက်ခံမှုအပြည့်အဝရသွားတဲ့အခါမှာဗမာနဲ့တိုင်းရင်းသားတွေရဲ့ကြားက နော်ယဉ်နီးမှုယုံကြည်မှုကဒီလိုင်းအများကြီးကိုတုတ်တက်သွားတယ်ဒါတော်လိုင်းရဲ့အမြတ်ဖြစ်တယ်ဒါကြောင့်မလို့ဟိုအတိတ်နဲ့အခု2024နဲ့4နှစ်အရင်ကွာသွားပြီပြည်သူတွေကမျက်စိကျယ်သွားတယ်ပြည်သူတွေဆိုတာမြန်မာတွေတည်းမဟုတ်ဘူးတိုင်းရင်းသားတွေမှာမျက်စိပွင့်သွားပြီအဲ့လိုဖြစ်တဲ့အတွက်ကြောင့် ကိုအနှစ်90ကလာခဲ့ကြတဲ့တိုင်းသားတွေရဲ့အမြင်ကလည်းပြောင်းသွားပြီဗမာပြည်ပြည်သူတွေရဲ့အမြင်ကလည်းပြောင်းသွားပြီဟုတ်နော်ဒါလူကြီးတွေပဲရှိသေးတယ်လူငယ်တွေမပါသေးဘူးလူငယ်တွေကတော့လူမျိုးရေးဆိုတာကောင်းတဲ့တော့မထက်ဘူးဘာသာရေးဆိုတာကောင်းတဲ့တော့မထက်ဘူးနော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်လူမျိုးစုအချင်းချင်းတိုင်းရင်းသားအချင်းချင်းနေမြေလှူတာဘာညာအာနာပြိုင်နေဆိုတဲ့เนาะ လက်နဲ့ကြိုက်ပฏิပက္ခကြီးဆက်လက်ပြီးအကြာကြီးရေရှည်နေမယ်ရေရှည်သွားမယ်ဆိုရယ်ဆွေးစည်းကိုဖယ်ရှားပလိုက်မဖြစ်ဘူးလုံးဝမဖြစ်နိုင်ဘူးနော်အဲ့ဒီအကောင်းမြင်စကလေးမူလိုက်ဗမာပြည်ကိုတရုတ်ချယ်လဲလို့မရမကြောက်တရုတ်ကြောက်ဆရာမလို့နော်တရုတ်ကမုန်းဆရာလဲမလို့တရုတ်ကဖားဆရာလဲမလို့ကိုယ်နိုင်ငံတွေအကျိုးရှိရတော့သူတို့ပြောရယ်ပိုလန်မှာ ကျွန်တော်နိုင်ငံအတွက်တကယ်အကျိုးရှိတယ်ဟုတ်မလားအကျိုးရှိမှာကိုလောက်တက်ဖို့ပဲယထာတော်ကြီးဖြတ်သွားသည်ပြီအခွန်ကောက်စားနေရမှာနော်ကိုနိုင်ငံဖြတ်ပြီအခွန်အင်တာနက်လည်းဖြတ်သွားရင်အင်တာနက်ကိုလည်း1 GB ဒီလောက်နဲ့ကျွန်တော်ဖြတ်စားနေရမှာနေတဲ့ပတ်စံလားနော်ဒီနေ့လာအိုနဲ့ဘီယန်ကျန်းနဲ့ကွန်ဂျိုးနဲ့တနေ့တနေ့ကိုယထာပေါင်းမြင်ရဆိုဆွဲနေရ ကွန်တိန်နာရေးတင်ဖို့အလူရက်ပဲတင်မောတက်တယ်နှစ်ပတ်ကြာကားနယ်လာနှစ်ညပဲကြာဒီရထားတွေမှာကွန်တိန်နာတင်ဖို့တရားဖို့အလူရက်ဖြစ်တယ်နော်အဲ့တော့တချို့ကိစ္စတွေကအနောက်နိုင်ငံနဲ့အမေရိကန်ကစောက်ပြောနေတာတွေကိုနားမြောင်ကြတယ်ဗမာကြီးမှာ90ရာခိုင်နှုန်းကအနောက်ရင်းတယ်နိုင်ငံရေးတမ90ရာနှုန်းအနောက်ရင်းတယ်အဲ့ဒါမှားတယ်တရုတ်ကလည်းရင်းစရာမလိုဘူးအနောက်ကလည်းရင်းစရာမလိုဘူး တယောက်ကတော့ပြည်ရခွင့်ရသမားပဲခွင့်ရထက်အဲ့တော့ globalization ကြီးခဲ့ပါနိုင်ငံသားမုန်းတဲ့ယောဂါမကောင်းဘူးနိုင်ငံသားအထင်ကြီးတဲ့ယောဂါလည်းမကောင်းဘူးဒီနှစ်ခုလုံးရှောင်ဖို့လိုတယ်ဟုတ်နော်အနောက်အစုကိုအထင်မကြီးနဲ့နိုင်ငံတကာကိုအထင်မကြီးနဲ့အဲ့လိုတပြိုင်တည်းမှာနိုင်ငံသားမုန်းတဲ့ယောဂါလည်းမကောင်းဘူး globalization ကြီးဖြစ်သွားပြီ ဲ့တော့မိသူတွေအနေနဲ့ဒီ၃နှစ်ခွဲကာလမှာနိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူမှန်ရင်ခင်ဗျားတို့က political science နဲ့ဘွဲရသွားပြီလို့ကိုကိုကိုတတ်မှတ်လိုက်ကိုကိုတတ်မှတ်လိုက်အဲနိုင်ငံရေးသမားပြောတာမှအလွယ်လွယ်ကျွန်တော်ပြောတာလည်းလွယ်လွယ်မခံနဲ့ကျွန်တော်လည်းကျွန်တော်ထင်တာရှင်းပြောတာဟုတ်ပြီနော်ကျွန်တော်ထင်တာကျွန်တော်မြင်တာကိုရှင်းပြောတာကျွန်တော်ပြောတာမှန်တယ်လို့မပြောဘူးကိုယ်တော့တုံးတာ နော်တုံးသက်ပြီးတော့လက်ခံတယ်ညီမလက်ခံလက်မခံနိုင်ရင်လက်မခံနိုင်ကျွန်တော်ပြောချင်တာတော့ရှေ့ဆောင်အကောင့်ကြီးပဲရှိတယ်အစိုးဖြစ်ဖို့ရှိမနေ့ကတငယ်ချင်းကြောက်ဖုံးဆက်တယ်ကြောက်နေပဲတငယ်ချင်းကြောက်မဲမှာဟာရောက်ရင်ကြောက်မဲမှာမဟုတ်ဘူးတဲ့ငါတီဘောရောက်တယ်အာအေးဟုတ်ပြီငါဘန်ကောက်ကိုလာကြရောက်မဲမလာနဲ့မင်းတို့ကြောက်မဲတီဘောဆိုတာနောက်တော့6လဆိုညီဝိုင်းกว่าလို့မင်းဘန်ကောက်လာရင်လည်းဒီမှာအထိုင်ကြောက်မင်း6လနေရအောင်ပါလို့ဟုတ်ပြီနော် ဘယ်လိုပဲဖြစ်စစ်ကောင်စီကလက်ပန်းကြွားသွားပြီတော်လိုင်းကြီးက6လအတွင်းမပြီးခဲ့ရင်တော့မှစစ်ကောင်စီကဒီဘောလာရှိုးချမ်းမြောက်ကိုသူမထိုးရဲဘူးလောက်အင်အားမရှိတော့နော်ဒါကြောင့်အဲ့ဘက်မှာတည်ငင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကမကြခင်မှာပြန်ဖြစ်လာပါပဲတကယ်ပြတ်သားတဲ့ထူထောင်ရေးတည်ငင်းတဲ့နေထားပေါ့နော်တတ်မှတ်လို့ရမယ်ဆိုလို့ရှိရင် ဒါကုညီပံ့ပိုးမှုတွေအ ਨੇ ဆုံးတော့တရုတ်ကသူစီးပွားဖြစ်ဖို့တဲ့သူနဲ့ရောင်းဝယ်ကုန်သွယ်လုပ်ဖို့အတွက်သူ့ဘက်ကပံ့ပိုးမှုတွေလာမှာပဲယင်းဒီမူနာမှုတွေဖြစ်ဖြစ်မဲ့အဲဘော်ဒါတကားတွေဖွင့်ပေးတာဖြစ်ဖြစ်မဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်ဖြစ်မဲ့လာမှာပဲနောက်ထပ်6လဆိုတည်ငင်စီးပွားရေးလှုပ်ရှားလို့ရပြီလာရှိုးလို့ပါတော့နော်အဲ့လောက်ကြီးအဆုံးမမြင်နဲ့မဖြစ်ဘူးနော်အားကြောင့်မဖြစ်နိုင်ကြလေနံပါတ်1ဒေါ်လာရေးပြီးမှကျွန်တော်တို့အမေစုရှိသေးတယ်နော်ဒါတစ်ခုနောက်တစ်ခုကဒီဒေါ်လာရေးတက်မှာတိုင်းရင်းသားတွေနဲ့ဗမာပြည်ကြားထဲမှာ နော်ယဉ်နိမှုယုံကြည်မှုရပါတယ်ဒါကြောင့်မလို့လက်နဲ့ကင်ပြီးတော့မှဒီလက်နဲ့ကင်ပဋိပက္ခတွေဟာတော်လိုင်းအပြီးဆက်သွားနေမယ်ဆိုတာကိုများတို့เนาะအဲ့အစိုးရစစ်တွေဖယ်ရှားပြလိုက်။ဒါပြန်ဒါတွေကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်စဉ်းစားလို့ရရတော့တော်လိုင်းပြီးတဲ့အနာဂတ်မြန်မာနိုင်ငံမှာလက်ရှိနိုင်ငံရေးပါတီအားလုံးဖြတ်သိမ်းပြလိုက်ပါ။เนาะ ပြီးတော့မှနိုင်ငံရေးပါတီအစ်စ်ပြန်ပြီးမှတ်ပေါ်နေခိုင်ပါเนาะကျွန်တော်သဘောကျတော့၃ပါတီအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသဘောကျအခုကတော့ဒီအတိုင်းပဲเนาะမကြခင်မှာမန္တလေးကိုဝင်တော့မယ်မန္တလေးကလနောက်2လ3လအတွင်းမှာမန္တလေးကိုမန္တလေးကိုသူလက်လွှတ်ရအောင် မန်းလေးကိုလက်လွတ်ပြီးရင်နိုင်ငံတကာအကုန်ပြောင်းသွားပြီစစ်ကောင်စီကောင်နေတိုင်းခြေသိမ်းပန်းနေပြီနော်တွစ်ပြက်နေပြီတွစ်ပြက်နေနော်လုံးဝမန်းလေးသိမ်းပြီးစီးယူဖိုင်နယ်တက်ပြီးသွားပြီဖိုင်နယ်ပဲကျန်တော့လာနော်အဲ့လိုအဲ့လိုမျိုးကမန်ဒါဟိုဘက်ရခိုင်မှာလဲသူတို့အနောက်ပိုင်းနေစစ်ကြောင်တချို့ကိုတိုင်းတော့မယ်တိုင်းတော့မယ်နော်ဒီမန်းလေးသိရင်လက်ပါခါပါပါဘီဟိုမြောက်ပိုင်းကချင်မှာလဲပဲကြည့် เนาะအဲ့တော့ခုနကနေပြည်တော်ကနောက်ကရင်ကကြတော့ချွတ်မတွက်နဲ့ကရင်ကအုတ်ချွတ်ရေးဆိုင်ရာနေပဲကျင်းပြမှုအကြီးဖြစ်သူအရန်လေဟုတ်ပြီနော်ကရင်အေရီးယားကြီးအကြီးသူချစ်ကြတာဟိုအောင်ဘုတ်ပြင်းလေးရှိရတဲ့နိုင်တိုင်းမှာဘုတ်ပြင်းကနေပြီးတော့တောင်ကူထိရှိရနော်တောင်ကူအထက်ထိရှိရဒီဘက်မှာလည်းဘကိုးထိရှိရနော်ချွတ်မတွက်နဲ့ရန်လေနော် အနည်း90အနည်း90တိုက်လာတာဒေါ်လာယူအဲ့တော့အားနည်းနည်းစိုက်ပြီးအမြတ်များရအောင်လုပ်တတ်တယ်ပြင်းကလည်းစစ်သားထက်ကုန်တယ်ပွဲစားနဲ့ပို့တူလာတယ်စီးပွားရေးကမ္ဘာနဲ့ပို့တူလာတယ်ခရီးတက်မှာတော့နော်ဒီလိုမျိုးဖြစ်လာတယ်ဒါပေမဲ့သူ့ကိုရှော့မှုတော့တယ်သူ့နယ်မြေတင်းကျုပ်တာလာရင်ကျဲနော်သူများတိုက်ပြီးတော့ကောက်စားတယ်အဲ့လိုရှိတယ်နောက်တစ်ခုကတော့ စကိုင်းမှာလည်းအခုရင်းမပင်ကိုဖြူဟာဖွဲ့ရဲ့ဘာညာအတိလေးလိုဖွဲ့သီးတာဆိုမစိုးပါဘူးသူတို့အိုင်းနောက်ကြတာဗျာဒီကိစ္စတွေ2022ရဲ့နှစ်တောက်တည်းပြီးရမှာ2022 2022မကုန်ငယ်ရကစကိုင်းရဲ့စီစီစူးစီးမှုကပြီးရမှာဒီနေ့ဒီပြန်ကြိပကဘာပြဒနာပါဖာပြဒနာဘာညာအများကြီးပြည့်နေတာနော်အရင်နောက်ကြတယ်တပားပြီပေါ့နယ်လီတိုးတက်လာပြောမှာနော်အဲ့လိုစူးစီးမှုရယ်စူးစီးမှုမကြီးတော့တည့်တဲ့အတိုင်းပဲနော်အခု မန်းလေးကိုတိတ်ပြီးတော့တိတ်မကြခင်တော့မှာအဖွဲအစည်းငယ်တွေကရက်တီကိုခတ်ပါမယ်နော်ကုလေအချင်းချင်းပေါင်းကြကြီးတဲ့ဖွဲ့စည်းစီမှာတွားပြီးမိခိုကြအဲ့လိုလုပ်ကြအဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒီအဖွဲစည်းငယ်တွေအတွက်ကအရန်နှုတ်ကြပါမယ်နော်ရက်တီကိုအရန်ခတ်ပါမယ်လက်နဲ့အပ်ပါနော်ဒါတိတ်မကြခင်မှာဖက်ဒရယ်တပ်မတော်ကနေပြီးတော့မှလက်နဲ့လာအကြလို့ ခေါ်တော့မှာအတိုင်းတာတစ်ခုအတွင်းမှာမအပ်ရင်ရှင်းခံရမှာဒါကတော့လုံးထုံးလို့နေပြီတော့ပိုက်နေရှိဖို့လိုတယ်နော်အကုန်လုံးပိုက်နေရှိဖို့လိုတယ်ကိုကလည်းဘက်ကယူထားကြတာနော်အဲ့တော့အဲ့တော့ကျူတင်ပြီးတော့ဗောဗျာကျူတင်ပြီးတော့အနာဂတ်ကိုကျူတင်မှန်းပြီးတော့ယင်းနိမ့်မြန္တရင်တော့အားလုံးကအကျိုးရှိတာဗောပို့ပြီးတော့အဆင်ပြေတာဗောနော် စောစောစီစီတို့စီဝိုင်းတို့မှမှဆိုတော့စောစောစီစီယင်းနီမြုံနယ်လို့ရှိရင်အမျက်ပုံများတေချာမှလို့ရင်အမျက်ပုံနည်းဟုတ်ပြီနော်တေချာသွားမှဆိုရင်အမျက်ကနေပါပြီနော်စောစီစီဘယ်သူကထွာလာမယ့်အကောင်လဲဘယ်သူကမဖြစ်မှလဲဆိုတဲ့အပေါ်မူတည်ရင်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်အဲ့လိုရှိတယ်အဲ့တော့ဒီနေ့ပြောချင်တာတော့အများကြီးမဟုတ်ပါဘူး အဲတော်လိုင်းပြီးရင်လာပฏิပခါကြီးဆက်ပြီးဖြစ်နေအောင်မယ်လို့လူတွေမှာဖြစ်နေဆိုရင်စိတ်ကိုဖြည့်ဖြောက်ပေးလာလာပြီးဖြည့်ဖြောက်ပေးလာဟုတ်ပြီနော်နောက်တစ်ခါတော်လိုင်းရပြီးတော့မှနော်နိုင်တော့မှစီမီဖိုင်တော့တက်တော့မယ်ဆိုတဲ့ကိစ္စကိုလာပြောပြလာနော်အဲ့တော့စိတ်ချနိုင်ကိုနိုင်မှနိုင်နေပြီနော်မကြခင်မှာဗကံမှာစုံမယ် နော်မကြခင်မှာပကံမှာဆုံးမယ်ကိုရင်ချက်ကြီးပကံလာပဲနော်အဲ့တော့အဲ့တော့ဘာမှနော်စိတ်ထဲမှာမပူနဲ့ဒေချာခွဲခြားမြင်လို့ကတော်လိုက်ရင်းနဲ့အမိအဆုနဲ့မအဆက်ဘူးဒါပေမဲ့တော်လိုက်ရင်းပြီးရင်အမိဆုဟာအရေးကြီးတယ်နော်အမေစုကို ဘယင်မကြီးကိုကျွန်တော်ထားမယ်အဲ့လိုထားဖို့ဆိုရင်အမေစုဘက်ကလည်းပဲတန်ရောစင်ကြီးဖြတ်ရမှာနော်အဲ့လိုတန်ရောစင်ဖြတ်ဖို့ဆိုရင်ပါတီတခုကိုကိုးစားပြုမှုကိုရက်တက်လိုက်ရမှာဟုတ်ပြီနော်ဒါကျွန်တော်အမြင်နော်ကျွန်တော်အမြင်ကိုပုံလင်းပြောပြလာကြိုက်ချင်းကြိုက်မကြိုက်ချင်းနေဆဲချင်းဆက် เนาะ block ခြင်းလဲ block unfollow လုပ်ခြင်းလဲလုပ်เนาะဒါဒီကျွန်တော်မျှော်လင့်နေတာမဟုတ်ဘူးကျွန်တော်ကဝါသနာပါတယ်ခံမှန်းရတာဟွာနိုင်ငံရုပ်အရင်ဝါသနာပါတယ်เนาะနိုင်ငံတော်ကောင်းအောင်ဘလို့တိဆောက်မလဲဆိုနှိမ့်တဲ့အမြဲတမ်းစဉ်းစားနေတယ်မတော်တဆတမတိုင်းမြောက်ဖြစ်ခဲ့ပေါ့เนาะမလုပ်ပါဘူးကျွန်တော်ဆက်လုပ်ထားကြเนาะနိုင်ငံတော် ခုတော်လန်ရေးတက်လာတဲ့တမတအနှစ်30အုပ်ချုပ်နိုင်မဲ့တမတဖြစ်နိုင်တက်35နှစ်တမတဖြစ်စီရတယ်အသက်35နှစ်က2026မှာနိုင်ငံတော်တမတလှုပ်ခဲ့ရင်သူအသက်65နှစ်အထိအနှစ်30ဒီနိုင်ငံတော်တိဆောက်လို့ရှင်အဲ့နိုင်ငံတော်ရှယ်ဖြစ်တယ်တခက်ရှယ်ဖြစ်တယ်အဲ့လိုဘုဖက်နဲ့ဟိုပါတီယာနိုင်တဲ့ဒီပါတီယာနိုင်လိုက်တဲ့လူနေလို့ကတော့ငွဲနေဦးမှာပဲ เนาะအဲ့တော့မြန်မာနိုင်ငံအတွက်အနာဂတ်ခေါင်းဆောင်ဒီအသက်35နှစ်ငယ်တဲ့လူပဲရွေးပါတခါလေးပြောလိုက်ပြန်เนาะရွေးကောက်ပွဲမှာမဲထဲခွင့်ရလို့ရှိရင်လူငယ်ခေါင်းဆောင်ပါတီကိုပဲမဲထဲပါเนาะ45ကျော်မစင်းသားနဲ့မစင်းသားနဲ့ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တစ်ကိုလိုချင်လို့ရှိရင်မျိုးဆက်တစ်ကိုရွေးပါနောက်တစ်ခုကကျွန်တော်တို့က လုံးဝပြာပုံကနေပြန်ထအောင်မှာဖြစ်တယ်။ဒါကြောင့်မလို့တပါတီတွေကလည်းအနှစ်30နိုင်ဖို့လိုတယ်။အဲ့တပါပြူထောက်လျှောက်အုပ်ချုပ်နိုင်မဲ့ဒီစီမံကိန်းကိုဖောင်ဒေးရှင်းချတဲ့အစီအစဉ်စားပြီးအားလုံးပြီးတဲ့အထိတယောက်ထဲကနေစီမံခန့်ခွဲသွားရမယ်။အဲ့အတွက်အနာဂတ်မြန်မာနိုင်ငံရဲ့တမတာအသက်35နှစ် အနှစ်30ကျော်အသက်65နှစ်သူတယောက်တည်းဒီဒီပါတီကိုနိုင်သွားပြီးတော့အနှစ်30လောတိဆောက်လို့ရှိရင်လုံးဝတန်ကြီးရှယ်ဖြစ်တယ်ခါအားလုံးသိချင်စဉ်းစားကြနော်ခက်ခက်အရင်ပြောင်းသွားပြီအရင်ပြောင်းသွားပြီကျွန်တော်လူငယ်နဲ့နှိမ့်တဲ့စကားပြောနေတော့ကောင်းမလေးတွေနေပြမဟုတ်ဘူးနော်စုပ်ပြီးအချိန်မကြီးနဲ့ယောက်ျားလေးလူငယ်တွေအများကြီးလုံနေအခုကျွန်တော်တပည့်အသက်အသက်30ဝန်းကျင်တပည့်20ရောရှိတယ် ကျွန်တော်နှိမ့်နေသူတို့နဲ့လှုပ်လှုပ်ဆွေးနွေးနေတာသူတို့ပြောတဲ့စကားကိုနားထောင်နေတာနော်ခေတဲ့တော့တဲ့အောင်ပါဒါတော့မှကျွန်တော်ကအရန်တော်တဲ့ဟာတွေကိုဆွဲထားနိုင်တာမဟုတ်သေးဘူးနော်တကယ်လာသာကောင်းကောင်းပြေးပြီးတော့တကယ်တော်ဝိဆွေးလူကျွန်တော်ရွေးခေါ်နိုင်တာမဟုတ်ဘူးကဲပါအောင်ဆိုရလူရတာစုတာဒါတော့မှဒီကောင်တွေရန်တော်လူငယ်လူရှော့တော့ နော်လူကြီးရောဗျာမြတ်လာခဲ့ကျွန်တော်ရှင်းမယ်လူကြီးကျွန်တော်နဲ့ level အကုန်လုံးနော်ဒါပေမဲ့ကျွန်တော်အဲ့လောက်ရှင်းရတာမှကျွန်တော်လူငယ်တွေကိုမရှင်းရဘူးနော်လူငယ်တွေကိုမရှင်းရဘူးသူတို့ရဲ့အယူဆအတွေ့အကြုံအများကြီးကောင်းတယ်နော်ဒီနေ့ကစပြီးတော့အိမ်မှာရှိတဲ့ set အဟောင်းတွေ model နေ့ညာအကုန်လွှင့်ပြလိုက်နော်လွှင့်ပြလိုက် နေတော့ကိုယ်အိမ်ဆိုင်ပဲမဟုတ်ကွန်ပျူတာဆိုလည်းမသုံးနဲ့ဟုတ်နော်မသုံးနဲ့ကိုယ်အိမ်ဆိုင်မှာမသုံးနဲ့တော့နော် AI မှာသုံးလို့မရရင်မသုံးနဲ့တော့နော်မော်ဒယ်မြင့်တာပဲကြီးစက်တွေအားလုံးကအင်တာနက်နဲ့ချိတ်ဆက်လို့မရရင် Wi-Fi နဲ့ချိတ်ဆက်လို့မရရင်မသုံးနဲ့တော့ဟောင်းကြီးအကုန်လုံးခင်တွဲနေတယ်နော် ဟောင်းတွေအကုန်လုံးဝဲပလိုက်အတိတ်တရားနော်အဲ့တော့ခါကြတော့ကျွန်တော်တို့ကနိုင်ငံတော်တက်ကြီးကိုထောင်မှာနော်ခင်မီဖွံ့ဖြိုးတိုးတက်သောဖက်ဒရယ်နိုင်ငံကြီးကိုထူထောင်ခြင်းလို့ရှိရင်နော်အိုကြီးအိုမတွေမေ့ပလိုက်ပါမေ့ပလိုက်ပါတကယ်ပြောတာလူငယ်ရဲ့ရန်တော်အဲ့တော့ ထပ်ပြောခြင်းနဲ့မစိုးရိမ်နဲ့ဒီတော်လိုင်းပြီးတဲ့အချိန်မှာလက်နဲ့ကြိုင်ပฏิပက္ခတွေမရှိကြရဘူးအရင်တော့လိုအနှစ်340ခုနေလဲသဘုံဒီနေရာရဲ့သဘုံဒီနေရာအညူရောနေပြီဒီနေရာအညင်းမခုနေရာမကျနဲ့လို့ဆန္ဒပြဟာဒီနေရာမှာတဏ္ဍကြိုင်မရှိကြရဘူးအဲ့လိုဖြစ်မှာမဟုတ်တော့ဘူးအေးအိုတွေကလည်းလူလားမြောက်သွားပြီဒီတော်လိုင်းမှာလူလားမြောက်သွားပြီနော်မောင်ကိုလုပ်ငန်းလုပ်သလိုမူရေးဆေးဝါးလုပ်သလို အစ်စ်မဟုတ်တော့နိုင်ငံရေးအရကောယူဆအတွေးခေါ်ရောမြင့်သွားပြီเนาะအဲ EAO ကလည်းဘောကပြောင်းသွားပြီအရင်တော့ EAO မဟုတ်တော့အဲ့လိုပဲမြန်မာနဲ့တိုင်းရင်းသားတွေကြားတဲ့ကယုံကြည်မှုနဲ့ယဉ်ကျေးမှုကလည်းအရင်တော့လည်းမြန်မာတော့အဲ့ဒါမျိုးဆိုရင်တော့နော်အစိုးရကဘာမှမပြောရှေ့လျှောက်ကရှေ့လျှောက်ကအကောင်းပါအမေစုကျမ်းပါပါစေလို့ဆုတောင်းပါ เนาะမေစုကျမ်းမှာပဲသူလို့ဆိုတော့ဒီမီနိုတွေမေစုကိုเนาะဘာမှမလုပ်ပါသေးလို့ဆိုတော့เนาะပြီးရင်ကျွန်တော်တို့အမြန်ဆုံးကယ်နိုင်မှုဆိုတော့အဲ့ဒါအရေးကြီးတယ်ဒါမေစုဘက်ကလည်းပြင်ရမယ်ဒီညအဲ့ဒါလေးလာပြောတာเนาะအလုံးချစ်ပါเนาะကိုရင်ချစ်ကြည့်ရအင်မတန်မှနှလုံးသားနှုတ်တယ်အင်မတန်မှအချစ်ကြီးတယ် နော်အဲကြတော့အဲ့လိုချစ်ပါတယ်အဲ့လိုတန်ရုပ်သိပါတယ်နော်အဲကြတော့မကြခင်မှာကျွန်တော်တို့ဗကံမှာစုံနေအဲ့ဒီနော်ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တစ်ကြီးကိုလူငယ်တွေကိုဥဆောင်ပါစေကျွန်တော်တို့ကတော့ကြတဲ့နေရာကနေပြီးတော့ဝိုင်းရုံးကူညီပံ့ပိုးကြတာပေါ့နော်အလုံးစမ်းမှချမ်းသာကြပါစေဆိုရင်တော့ကရီနော်ဒီစကားပြောရဲ့နောက်ပိုင်းမှာ ပြည်သူတွေရင်ထဲမှာရှိနေတဲ့စိုးရိမ်တောကတွေပြီးပိန်းကြာဘက်ပေါ်တွင်နှင်းပေါက်ရေမတင်တကဲ့သို့ကင်းစင်လွတ်ပြောက်သွားပါစေเนาะလို့เนาะတန်ကြီးပြပါလေတလန်ရေးရမကြခင်မှာပြီးဆုံးပါတော့မယ်เนาะအဲ့တော့မကြခင်မှာငင်းရဲမှုအတိအပွင့်တွေကိုကျွန်တော်မြင်ပါတော့မယ်ဒါတွေကမိုးဘွာကြလာတာမဟုတ်ပါဘူးဒါတွေအားလုံးဒီကျွန်တော် ိုင်းသူပြည်သားတွေအားလုံးရဲ့စူးစမ်းအားထုတ်ထားတာဖြစ်တယ်။နော်အခုဆက်ကျန်းနေမဲ့အသက်ကြီးကျွန်တော်တို့ရဲ့စူးစမ်းမှုဖြစ်တယ်။ဖျားပေးတဲ့အသက်မဟုတ်ဘူး။နောက်ဆုံးချက်ကနေမှကိုယ်သာလေးပြောခဲ့တယ်ဟုတ်မလား။ဟုတ်နော်။ဖျားပေးတဲ့အသက်မဟုတ်ဘူး။ဒါလူငယ်တွေကနေပြီးတော့သူတို့အသက်နဲ့ရင်းပြီးကျွန်တော်တို့အသက်ကိုပေးသွားတာ။ဉာဏ်ပညာနဲ့တတ္တိကပေးတဲ့အသက်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့နောက်ကျန်နေတဲ့ရှင်သန်မှုသည်ဉာဏ်ပညာနဲ့တတ္တိယပြည့်ဖြစ်တယ်။ဘယ်ဖရာမှပြေးတာမဟုတ်ဘယ်နတ်ကမှလာပြေးတာမဟုတ်ဘူး။ဒါလေးလည်းပြောခြင်းနဲ့ Queen ဖြစ်ကြရအရင်ကွာသာကြားတယ်ဒီလူကြီးနဲ့မပေါ့တဲ့နော်။ Okay တတ္တာ Good night ။နောက်တစ်ပတ်သိပ်မကြခင်ထပ်ပြီးတော့နော်လိုက်ရှင်းပါမယ်။